ဒီပွဲရဲ့စောင့်ကြည့်နေတာကစားမှ2ယောက်ဆိုရင်တော့လီဗာပူးအသင်းကမိုဆာလန်နဲ့မန်ချက်စတာယူနိုက်တက်အသင်းကအမ်ဘူမူကိုရွေးချင်တယ်ပေါ့လေနောက်ဆုံး15ပွဲမန်ချက်စတာယူနိုက်တက်အသင်းနဲ့ထိတိုက်တွေ့ဆုံတဲ့အချိန်မှာမိုဆာလက်က73ဂိုးသွင်းပြီးတော့6ဂိုးဖန်တီးပေးထားတယ်မိုဆာလက်ကဒီအသင်းကြီးနဲ့တွေ့တဲ့အချိန်မှာဂိုးရမှုတော့ကမန်ချက်စတာယူနိုက်တက်အသင်းနဲ့တွေ့တဲ့ပွဲတွေမှာအများဆုံးဖြစ်တယ်အဲ့တော့ခြားအသင်းတွေအာဆင်နယ်တို့စပါးတို့ချက်စီတို့အဲ့လိုအသင်းတွေကိုဂိုးသွင်းတဲ့အထက် မန်ချက်စတာယူနိုက်တက်အသင်းကိုဂူပူသွင်းထားနိုင်တယ်။နောက်ဆုံးသုံးပွဲစတိုင်မန်ချက်စတာယူနိုက်တက်အသင်းနဲ့တွေ့တဲ့ချိန်မှာသုံးပွဲစတိုင်ကိုသွင်းထားတယ်။ဒါကြောင့်မိုဆာလက်ကမန်ချက်စတာယူနိုက်တက်အသင်းနဲ့တွေ့ရင်ဂူမြူလေးရှိတယ်။ဒါကမန်ချက်စတာယူနိုက်တက်အသင်းဂယုတစိုက်ကစားမယ်။ကစားသမားဖြစ်ဒီနေ့ပွဲစဉ်စောင့်ကြည့်ခြင်းကြောင့်ကစားသမားဖြစ်သတ်မှတ်လိုက်တယ်။အဲနောက်တစ်ယောက်ကတော့အမ်ပူမိုအမ်ပူမိုအော်ပိုရန်နေအရန်ကောင်းတဲ့ကစားသမားပုံမှန်အားဖြင့်မန်ချက်စတာယူနိုက်တက်နဲ့လပောင်းသိရဲ့ညာချမ်းကိုပို့ပြီးတော့ပြားပြီးကစားမယ်လို့ယူဆပေမဲ့ တဖက်မှာလည်းကာကက်စ်ရဲ့အားနည်းချက်တချို့ရှိနေကာကက်စ်က physical ကောင်းတဲ့ dribbling ကောင်းတဲ့ကစားသမားတွေကိုထိန်းချုပ်တဲ့အခါမှာအခက်ကြုံရလိမ့်ရှိတယ်အဲ့တော့အဲ့လိုကစားသမားမျိုးလုံးအန်ပူမူပါတယ်အန်ပူမူက offball run တွေကောင်းတဲ့ပြင် half speed တဲကို dribbling skill ကနေဝင်လာပြီးတော့ဘယ်ကြီးနဲ့အဆုံးသတ်တဲ့နေရာမှာလည်းတော်တော်လေးတက်တက်ရဲ့ရှိရကစားသမားဒါကြောင့်ဒီနေ့ပွဲစဉ်မှာလင်ပါဦးတင်ခက်ခဲထိန်းချုပ်ရမယ့်ကစားသမားတွေထဲမှာအန်ပူမူကိုယူလိုက်တာပေါ့လေအော်ဒါကဒီပွဲရဲ့အဆုံးကြီးကျင်စရာကောင်းတဲ့ကစားသမားတွေကိုယူထားတာ